အားလုံးပဲမင်္ဂလာပါဗီဒီယိုရေမှာကြိုးတူပါတယ်ကျွန်တော်မနှောပြတယ်လုံခဲ့တဲ့နေ့များစီကဟယ်လိုဆရာ ကျွန်တော်ကိုထွန်းလင်းပါကျွန်တော်ကဆရာ YouTube channel ကဆရာပရိသတ်တယောက်ပါဆရာကျွန်ုပ်ပါဟုတ်ကဲ့ဗာကိစ္စများလည်းကိုထွန်းလင်းကျွန်တော်ကအเจ้าဆရာတယောက်ပါဆရာကျူရှင်နမီလေးပေးခြင်းလို့ပါ ညံပူတော်ကအများကြီးလည်းမတက်နိုင်ဘူးတော့ဆရာ။ဆရာကူညီပေးလို့ရရင်ကူညီပေးသေးလို့ပါလေ။နောက်ပြီးတော့ခြေထားတဲ့ငွေကြေးတွေရအောင်လေလုပ်ပေးပါဆရာ။အဲ့ဒါလေးများသေးလို့ခက်တွေ့နေတာပါ။ရှိမာတို့ကနမကြီးပြည်ရင်ဆရာတော့မေးလိုက်သေးတယ်။ညံပူတော်ကအများကြီးဖြစ်လို့လန့်ပြီးမမေးရတော့ဘူး။ ခုမှဆရာကိုမဲ့ရလို့ဖုံးဆက်လိုက်တာပါဆရာ။ကိုညီပေးဖို့မေတ္တာရက်ခံပါလေဆိုပြီးမေးမြန်းထားပါ။ကျွန်ုပ်မှငကိုရဲကမှကြောက်ဆရာဆရာမတွေဆို လေးစားသူဆိုတော့ကိုညီပေးပါမယ်ခရီးပေးလိုက်ပြီးတော့အချက်အလက်တွေဘိုင်ပါကနေပို့ထားလိုက်ပါဆိုပြီးပြောလိုက်ပါ။အဲ့ဒီကိုထွန်းလင်းမွေးကူလိုက်ရက်က1342ခုဓမ္မကျောင်းမုံလာစု10ရက် အင်္ဂါနေသာဖြစ်ပါတယ်။အင်္ဂလိပ်ခုနှစ်က၂ရက်၁၂လ1980ဖြစ်ပါတယ်။မွေးရမည်မှာကျူရှင်ဖွင့်နေတာပါဆိုပြီးမေးမြန်းထားခြင်းဖြစ်ပါတယ်။သူမေးခွန်းနေတဲ့ကခြေထားတဲ့ငွေကြေးတွေအများဆုံးရအောင်ကမခက်ခဲပါဘူး။ စနေနေ့မနက်9:00နာရီမှ10:00နာရီခွဲအတွင်းဘုရားတဆူဆူတို့တွားပြီးရှေးတောင်းမှစပြီးမိုက်တရားများရှင်းလင်းရင်ဘုရားတဆူဆူတို့ရှေးတောင်းမှနေပြီးတော့ခန့်ကုန်ညခရီးညငွေလာပန်းများကတ်လူချင်းကော်ဖီကြောက်ကြောစားတဲ့အဟာရများလူတတ်ပြီးတော့ဒီဝါဒပရိကာရရဲ့ကြည်အချိန်ရလင်ပရိ15ပဲအချိန်မရလင်ပရိနှစ်ပတ်စိတ်ပြီး ဆူတောင်းခိုင်းလိုက်ပါတယ်ဘယ်နေသားသမီးမဆိုမိမိနာမည်ကိုနေ့နဲ့ကောက်ယူပြီးအဲ့ဒီနေ့မနေ့ကိုးနာရီမှ၁၀နာရီခွဲအတွင်းကအထက်ပါအတိုင်းပြုလုပ်နိုင်ပါတယ်ဥပမာဒနင်္ဂနွေနာမည်ရှင်တူဆိုပါသူဒနင်္ဂနွေနေ့မနေ့ကိုးနာရီမှ၁၀နာရီခွဲအတွင်းသူကံကအမြင်ဆုံးအချိန်ဖြစ်ပါတခြားနေ့နဲ့နာမည်ရှင်တွေလည်းအဲ့ဒီအတိုင်းပါပဲ တနည်းအားဖြင့်ဝိညာဉ်ပြည့်ချင်းဟာဘေးရင်ပညာအရာတနည်းလားနံပြည့်ချင်းတနည်းလားနံမကောင်းခြင်းဖြစ်ပါတနည်းလားနံကောင်းမှာဝိညာဉ်ကောင်းမှာကောင်းမှာဖြစ်ပါတယ်ဓမ္မသာတဲ့မိမိခြေထားတဲ့ငွေကြေးတွေအလွယ်တကူပြန်လည်ရရှိမှာဖြစ်ပါဒါကြောင့်ဝိညာဉ်ပြည့်သူများဟာဖရားတဆူသူအရှိရဲ့တနည်းလားအရမနေပြီးတော့တနည်းလားနံပတ်များ ဒီနေ့တော့နဲ့အသာသာမြတ်လူတန်းကြီးလက်ရှင်တော့ကာရတော်များစိတ်ငြိမ်တော့ရွတ်ဖက်ခြင်းစသဖြင့်ငွေနာများ ကောင်းလာကမိမိတို့ရှိရတဲ့ငွေကြီးစုံရှုံထားတဲ့ငွေကြီးများရရှိကငွေကြီးနဲ့ပတ်သက်ပြီးအစဉ်ပြေမှာဖြစ်ပါအဲ့ဒီကြောင်းစရာကိုထွန်းလဲဟာမာဘူးငါကျွင်းရတာပေါ့အင်္ဂါသာဖြစ်ပါတယ် သူကျူရှင်လုံငန်းအတွက်နေ့နဲ့ရွေးချယ်ရရင်မဟာဗုပညာရရွေးချယ်ရရင်စနေအစရာဦးဆုံးနမီအင်္ဂဝိဒပညာရရရွေးချယ်ရရင်စနေအစဒနုကနေလည်းရာဦးဆုံးနမီရွေးချယ်မိပေးရမှာဖြစ်ပါတယ်ဒီနေရာမှာဆရာစနေအစဘုရူဆုံးနမီရွေးချယ်ပြီလို့မရနိုင်ဘူးလားမေးတရားရှိပါတယ်မရနိုင်ပါဘူး နေစာရာဟုဆုံးသက်အမည်ဖြစ်မှာတပ္ပဒါနကာယကအတွဲခေါ်ပါတယ်တပ္ပဒါနကာယကအမည်ဖြစ်မှာသူကလူအုပ်စုနဲ့အများနဲ့လောရမှာဖြစ်တဲ့အတွက်လူအုပ်စုနဲ့ကြိုးပေးတဲ့အမည်ရွေးချယ်ပေးရမှာဖြစ်ပါတယ်အဲ့ဒါမှလည်းသူကျူရှင်လုံကအောင်မြင်မှာဖြစ်ပါစနေစာဘုရုဆုံးသက်လိုက်လေ အာလပနာကာယကအတွေ့ဖြစ်သွားပါပြီသူ့လုပ်ငန်းအတွက်ကြိုးပြီးတော့မှမဟုတ်ပါဘူးသူကိုယ်တိုင်ကမွေးရမြင်မှလုံးမပါလို့ပြောဆိုတဲ့အတွက်ဖြစ်ပါတယ်အားလုံးမမိတ်ဆွေများရှင်လန်းချက်မိကြပါခင်ဗျာ